ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်အေးအေးအောင်ပါဒေါ်အေးအေးအောင်ဟုတ်ကဲ့ဆရာကြီးအေးအေးအောင်တနင်္ဂနွေသမီးဖြစ်မယ်နော်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီ45နှစ်ပါအရွယ်ကောင်းဟာအိမ်မှုကိစ္စပဲလုပ်ပါတယ်ရန်ကုန်ကပါတဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတဲ့ညာဘက်ဒူးရဲ့ဘယ်ဘက်ချမ်းကနာပြီးရောင်လာပါတယ်ဖြစ်ဖြစ်ညာဘက်ဒူးရဲ့ဘယ်ဘက်ချမ်းညာဘက်ဒူးရဲ့ဘယ်ဘက်ချမ်းဆိုအတွင်းဘက်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးညာဘက်ဒူးလေးဖြစ်တဲ့ ဘယ်ဘက်ချမ်းဆိုတော့အတွင်းဘက်ကဒူးရောင်လာတယ်ဟုတ်ပြီဟုတ်ကဲ့စေးလိန်တော့မရောင်တော့ပေမဲ့တဲ့နာတာမတက်တာပါဘူးတဲ့ဟုတ်ပြီဒီတစ်ပတ်ထဲမှာပဲတဲ့ဒူးနှစ်ဖက်စလုံးကတဲ့အောက်ပိုင်းထုံကျင်လာပါတယ်တဲ့သူကဘာစေးလိန်တယ်လို့ပြောတယ်လေမပါဘူးဆရာကြီးအဲ့ဒါဆရာကြီးကဖြည့်ပြောခြင်းတယ်နော်ဟုတ်ကဲ့ဆရာကြီးဖြည့်ပြောတယ်ပူတာတွေတော့မလိန်နဲ့လို့ဟုတ်ကဲ့ပူတာလေးရင်တက်တာတယ်ခဏတက်တာတယ်ဟုတ်အဲ့ဒီအပူချိန်ပြင်တယ်အဲ့ဒီအပူကပေါင်းပြီးတော့ပို့ဆိုးတတ်ပါတယ်တမိလေးရမှာနေ့တနကညကရမဲ့ နေ့တခါညတကမဲ့လိမ့်မှာလိမ့်ပြီးရင်အဲ့ဖြစ်တဲ့နေရာလေးကိုလက်နဲ့ဖြည်းဖြည်းလေးချင်းဒီလိုလေးဆက်ဆက်တယ်ခေါ်တာပေါ့နော်ဟုတ်ကဲ့ဆရာအဲ့လိုဆက်ပေးပါနော်လုံးလိုက်တက်တာတော့လေးဖြစ်နိုင်ရင်တော့တမီးအခုဒူးစွတ်အကောင်းစားလေးရှိတယ်သိလားဟုတ်ကဲ့ဆရာနေ့ဆိုဆွတ်ထားလိုက်ညကြရင်တော့မဆွတ်ထားနဲ့နော်ဟုတ်ကဲ့ပါညကြချွတ်ထားလိုက်ဘာလို့ဒူးတို့ခါတို့လေပင်တို့ကလူကုန်မှာယောဂအရာဆုံးနေရာတွေလေဟုတ်ကဲ့ပါဆရာအလှူရှားဆုံးနေရာတွေဟုတ် နည်းနည်းဖြစ်ရင်နည်းနည်းပြင်ဟုတ်ကဲ့ပါဆရာနည်းနည်းပြင်နည်းနည်းကောင်းရင်အသိစိတ်နဲ့အမှတ်တင်ကြတဲ့တော့ဖြစ်တဲ့တလောက်ခန္ဓာကိုပို့ပေါ်လေးလို့ထင်နေရမယ်ဟုတ်ကဲ့ပါဆရာကြီးနောက်မှဆိုအဲ့ဒီခန္ဓာဝင်ရဲ့လေးတယ်နော်ဟုတ်ကဲ့ဆရာကြီးထားတော့မယ်ဆိုလေးပဲကြီးပဲထားရတော့မှလို့လို့အဲ့ရများထားရင်ကျွန်တော်ကြိမ်မဲ့တိုင်မဲ့ကြိမ်ရတော့မှလို့လို့ရှေ့ကဗီဒီယိုပဲပြေးကြိမ်ရတော့မှလို့ဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီအဲ့ဒါကြောင့်မလို့ရုပ်ရှိနေရုပ်ကိုတော့ဆောက်ရှောက်တဲ့နီးလေးတွေကို ပါပတ်နဲ့နဲ့ရှိပါစေတက်ကပဲချောင်းပါတာလူကတက်ကတချောင်းပါဆရာတချောင်းပဲเนาะဟုတ်ကဲ့ဆရာအပူပါတဲ့လူပြားရှိတယ်အသက်တချောင်းပူပါရှိတယ်မရှိပါဘူးဆရာကြီးမရှိပါဘူးအဲ့ဒါလေးတံမိုးထားပါဟုတ်ကဲ့ဆရာကြီးဒူးနှစ်ဖက်စလုံးကတဲ့အောက်ပိုင်းကတဲ့ထုံကျင်းတယ်လို့ခံစားရတယ်တဲ့ဟုတ်ပြီအဲ့ဒါသွေးလေးရှောင်နေတာဟုတ်ကဲ့အရင်မစိုးပေမဲ့တဲ့ ရန်ကြီးတော့မစိုးဘူးပေါ့နော်ဟုတ်ပါတယ်နော်ရာသီမလာတာတဲ့3လရှိပါပြီတဲ့ဟုတ်ပြီဒီနေ့တော့တဲ့20 20လာပါတယ်တဲ့ဟုတ်ပြီသွေးရနဲ့ယောဂါတော့ရှိပါတယ်တဲ့ဟုတ်ပြီအခုရက်ပိုင်းနဲ့လူကနှုံးပြီးတဲ့အိတ်ချင်လှဲကျင်နေပါတယ်တဲ့အဲ့ဒါတော့တမီးတမီးပြောသည်မစကားတွေအားလုံးပေါင်းပြီးတော့အဖြေထုတ်ကြည့်ရင်အဖြေတစ်ခုတည်းသွေးစုံကြိုင်တာဟုတ်ကဲ့ဆရာအဲ့ဒါစိတ်အားမငယ်နဲ့လို့အမျိုးသမီးတရားမှာတရားတယောက်သွေးစုံကြိုင်မှာ ဟုတ်ကဲ့ဆရာတယောက်ကဘယ်ရလဲဆိုနောက်ထပ်ဘိုက်ထဲမှာရှိတဲ့ကလေးကယောက်ျားနဲ့မိန်းကလေးဆိုမိန်းကလေးကသွေးဆုံးကြိုင်အောင်ပါပဲဟုတ်ကဲ့ဆရာကြီးယောက်ျားလေးကြီးလံပါကြိုင်အောင်လဲဒူလာပေါ့ဒူလာပေါ့ဟုတ်နော်အဲ့ဒါကလေးတငယ်နာဆဲမြမတိုင်ရင်စရဲ့ဝါတာလေးတွေကပြောတဲ့စကားမှာကိုအတိတ်ပြန်လေးနဲ့တယ်ဟုတ်ကဲ့ကျွန်တော်ပြောတာရှည်သွားပြီလို့ပါဆောင်အောင် အကျော်နဲ့အဆက်ရှောင်အကျော်နဲ့အဆက်ရှောင်ပါမယ်ဟုတ်အချိန်ခါစားအချိန်ခါစားစိတ်ကူပျော်ပျော်နေဟုတ်ကဲ့ဘာဖြစ်ခဲ့လဲတေခဲစိတ်ထောင်းတော့ကိုကျင်းကိုစိတ်ကူဘယ်သူကထောင်းတာလဲကိုပဲထောင်းတာဆရာကြီးလကားနေတွေးပြီးတော့နော်ဟိုးငငယ်ရအစီအပြေတဲ့တငယ်ချင်းကိုလှမ်းပြီးတော့ရန်နေတွေးလို့တွေးနော်အဲ့တော့ငေးကြီးစားလမ်းပြီးတော့ရိုင်းတွေ့တွေ့မလုပ်ပါနဲ့လို့ကိုစိတ်ကိုကိုထိမ့်ပါလို့နော်ဟုတ်ကဲ့ပါဆရာကြီး ကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီစာဝနာခင်ဘုရားရှင်းကြပါစီဗျာ